ွားလေဒီမှာကက်လျက်ရှိတော့တဲ့အပေါင်းကိန်းပြေးနှစ်ခွေပေါင်းလက်တီးလို့ပြောတာဒီကကက်လျက်ရှိတဲ့အပေါင်းကိန်းပြေးဆိုတော့ကက်လျက်ရှိဆိုတော့တို့ကတို့ကဆိုပါတော့ဥပမာဖြင့်2ပြီးရင်3လာတယ်ကွာကက်လျက်ရှိတာဘာလို့ရှိရင်10ပြီးရင်အလဲလဲလာတယ်အဲ့လိုမျိုးပေါ့ကက်လျက်ရှိရဲ့ဆိုတော့တို့ကဒီဘက်ကပရမောင်ဆုံးဆိုလို့ရှိရင်အငယ်ကိန်းရှိမယ်အကြီးကိန်းရှိမယ်ပေါ့เนาะအဲ့ဒါကက်လျက်ရှိတဲ့အပေါင်းကိန်းပြည့်တစ်ခုပေါင်းလိုက်ပြီးတဲ့အဲ့ဒီကိန်းလေးကိုရှာပါအဲ့ဒါမှမဟုတ်ငါတို့ကဘလို့အရင်ဆုံးသွားလိုက်လေဆိုရင်ကက်လျက်ရှိတာမှာငယ်တဲ့ကိန်းပေါ့ ငယ်တဲ့ gain ဆိုလို့ဆက်မှာတော့ x လို့တည်လိုက်မယ်ဒါဆိုရင်ကြီးတဲ့ gain ကိုဘယ်လောက်လဲကြီးတော့ gain ဆိုရင်ကလေးရှိတာဖြစ်ချက်တစ်ခုတော့ကြီးနေမှာပေါ့နော်အဲဒါကြောင့်မို့ဒါကြီးတော့ gain ဆိုလို့ရှိရင် x တော့အဲ့တော့ तू ကဘာလဲအဲ့အပေါင်း gain ပြီးနှစ်ခုပေါင်းလိုက်ပါ150ဆိုတော့အဲ့ဒီကလေးရှိတဲ့အဲ့ငယ်တဲ့ gain ရဲ့ကြီးရဲ့ gain ရဲ့ပေါင်းလက်ကဘယ်လောက်လဲ150ဒါဆိုရင် x နဲ့ x နဲ့ပေါင်းတော့28เนาะဒီဘက်က1ကိုဟိုဘက်ကို4လိုက်တော့မဖြစ်သွားလဲဆိုရင်အနှော့เนาะ အဲ့တော့ 2x က104အဲ့တော့ x လို့ယူလို့ရှိရင်104ကိုနည်းနည်းစာเนาะနည်းနည်းစာတော့ x တန်ကိုဘယ်လောက်ရလဲ52ဒါဆိုရင်ငယ်တော့ခင်ရ x ဖြစ်ပြီးတော့ကြီးတဲ့ခင်ရဘယ်လောက်လဲ53ဆိုပြီးတော့ရတယ်ဒါဆိုရင်ရှာတက်လာနံပါတ်1